လူလိန်တယောက်သာဖြစ်သည်ဤဒီကိုလည်းအချိန်မောင်းများစွာတတ်သိပြခဲ့ပြီးဖြစ်သည်သို့သောပြီးခဲ့သည့်လတရခွင်အတွင်းရှင့်နေများအပြန်အလှန်မိကုန်းထုတ်စစ်ဆေးခဲ့စဉ်ကလိုရင်သက်ရှုမောဖြစ်လာအောင်အကြီးအကျယ်ဒိညာခဲ့ခြင်းမျိုးတော့မရှိခဲ့ဘူးမေရီဂရိတ်ပတ်တန်သည်မိကုန်းမေးရရင်သူအားကျိုးရှိရှိနှင့်လှန်ပေးခဲ့ပြီးထိုကျိုးနှင့်ပင်ယူရီများရှိပင် သူ့လည်းပင်သူကြိုးကွင်းဆွတ်အောင်လုပ်ပြနိုင်ခဲ့သည်နှစ်ပေါင်းများစွာအတိဘက်နှင့်ကြီးကျက်ရေးမှူးများကဂရိန်းဓာတုသည်အစိတ်အတောက်များကိုဒီကြိမ်တစ်ခါမျှပင်စွန့်ပစ်ခဲ့ခြင်းမရှိဟု ပြက်ပြက်သားသားညှင်းဆိုခဲ့ကြသည်အထက်လူကြီးများအမိန်ပေးသည့်အတိုင်းသာလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်ကုမ္ပဏီယုံနေပေးစာများတွင်လည်းညှင်းဆိုခဲ့ကြသည်ကုမ္ပဏီရှင်းနေများကိုပြောဆိုကြသည့်အခါတွင်လည်း အလားတူပင်ညင်းဆိုခဲ့ကြသည်ကျန်းကျိန်ထွက်ဆိုလာများတွင်လည်းညင်းခဲ့ကြပြန်သည်အမေရိကန်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ EPA နှင့်အမေရိကန်ရှေ့နေချုပ်ရုံးမှ စစ်ဆေးခဲ့ရာတွင်လည်းတေချာပေါက်ညင်းဆိုခဲ့ကြသည်ထို့သောကိစ္စအဝဝပြီးစီးသွားမှရုံးတင်စစ်ဆေးမှုစတင်လာခဲ့ခြင်းဖြစ်သည်ထို့သောအဖန်တလဲလဲမျက်စိစုံမိတ်ညှဉ်းဆန်လာခဲ့ပြီးမှတရားရုံးရောက်မှ ယုတ်ချီးဆိုသလိုအမှန်ကိုမိတို့များပြော၍ရနိုင်ပေတော့မည်နီထွေချိန်ကသူတို့ကိုလိန်ပြောဖို့နောက်ွယ်ကမြောက်ပင့်ပေးထားခဲ့သည့်ဂရိန်းဓာတူလည်းမရှိတော့မက္ကဆီကိုတွင်အခြေချလုတ်ကင်နေကြပြီဖြစ်သည်ဘတ်လုတ်ခဲ့ရသည့်အလုံမျိုးကို တော်တီယာစားနေသည့်မက္ကဆီကန်များကတနေ့5ဒေါ်လာနှင့်လုံနေမိကတန်တရားဖြစ်ွယ်မရှိဘတ်သည်ထိုအကြောင်းကိုစဉ်းစားမိသွား၍ coffee ကိုတကြိုက်ကြိုက်လိုက်ရင်းကချိန်ဆလိုက်မိပြန်သည်ဆက်ယုံကမန်နေဂျာမဆိုစလောက်သာတရားရုံးတွင်အမှန်အတိုင်းထွက်ဆိုသွားခဲ့ကြသည်အများစုကရခင်အတိုင်းဆက်၍လိန်ခဲ့ကြသည်သို့သောသူတို့ကိုသူတို့အယူဖြစ်အောင်လုပ်နေကြခြင်းမျိုးဖြစ်လာခဲ့သည်အချို့ကလည်းဖုံးဖိထားဖို့ကြိုးစားခဲ့ကြသည်သူအထဲတွင် all crunch ဆိုသူကတော့ အကြီးအကျယ်လေညာထွက်ဆိုခဲ့သူဖြစ်လာသည်။၎င်းအားဂေဗက်စတန်ရှိစက်ယုံတို့ပြောင်းရွှေ့ပေးခဲ့ပြီးနောက်တွင်ထူးထူးဆန်းဆန်းပျောက်ဆုံးနေသည်ဟုသောသတင်းများထွက်ပေါ်လာခဲ့သည်။ဘက်သည်သူ၏ကိုမမပစ္စတိုကိုတစ်ချက်ကြည့်လိုက်ပြန်သည်။ယခုထိတော့သူအားဖုံးဖြင့်ချင်းချောက်သည်ကို တခါသာကြုံရဘူးသေးသည်။အခြားမန်နေဂျာများလည်းသူ့လိုချင်းချောက်ခံရသလားဆိုတာတော့ ူလည်းအတိအကျမသိအားလုံးလည်းဘုံမိုးတွင် မရှိကြတော့သူနှင့်လည်းအဆက်အသွယ်ပြတ်နေသည်တရခွင်အတွင်းတနက်ယူခွင့်ရခဲ့ရင် သူအားပြန်လည်မေးခွန်းထုတ်နေသည်မေရီဂရိစ်ပေတုံလိုမိမမျိုးကသူ့ယောက်ျားကဂရင်းရှင်းနေ အချို့ကိုကပြစ်တက်ကောင်းပြစ်တက်မိပြီလိမ့်မည်ကြည်စံတရောင်းကိုသူ့အတွက်ခြံထားရမည်သူကိုစစ်စဲနေသည့်၄နာရီလုံးလုံးသူမသည် ူ၏အလိန်ညာများကိုတစ်ခုပြီးတစ်ခုပေါ်ထုတ်ခဲ့သည်။သူလိန်ခဲ့သည့်များတဲကအချို့ကမသိနိုင်ဟုပြောခဲ့သည်။အချို့ကလည်းယုံရင်ပေးစာများကြမ်းကြိမ်သွားများကြားတွင်ပျောက်ွယ်အောင်လှုပ်ထားခဲ့သည်။သို့သော Mrs. Peyton လက်ထဲတွင်ယုံရင်ပေးစာများကြမ်းကြိမ်ထွက်ဆိုခဲ့သည့်များအားလုံးအပြင် အချားဟာအများပြားလဲရှိနေသည်။ဘတ်တီတရခွင် တွင်သွေးရဲရဲတန်ရဲရဲတမျှအထုအထောင်းခံခဲ့ရသည့် ဒုက္ခဒုက္ခများကုံဆုံးသူဆဲဆဲတွေဂျူရီများကဒေါသထွက်လာကြပြီးတရားသူကြီးဟာရီဆန်ကလည်းသူအားလိမ့်လေထွက်ဆိုပါကမိတို့အပြစ်ဒဏ်ခံရမည်ဆိုသည်ကိုပါထည့်ပြောလာသည်ဘတ်ဤစိန်များပောက်ပွဲလူမတဲ့ဖြစ်သွားသည်ပင်မနွမ်းနေနေရသည့်အကြာအဆက်တကွဲ အကျိုးနဲ့ဖြစ်လာရသည့်အပြင်လူကလည်းကြောင်ကြမ်းနှင့်မူးနောက်နောက်ဖြစ်လာသည်စိတ်ထဲတွင်လည်းမတက်ထရက်ပြီး ဂျူရီများမျက်နာကိုစစ်စစ်ကြည့်တာကဲခမားတို့ဒီလောက်တောင်အမှန်တိုင်းသိချင်ပြောပြရတာပေါ့ကျုပ်တို့အညစ်အကြေးတွေကြောက်ကြီးတဲ့ဒီလောက်အများကြီးပြစ်ချခဲ့တာမျိုးတစ်ခုလုံးပောက်ပွဲထွက်မသွားတာအတော်အံ့ဩဖို့ကောင်းတယ် class 1လို့သတ်မှတ်ထားတဲ့ BCN Catholics အကလာဆိုတဲ့ကင်စာဖြစ်နိုင်တယ်တနေ့ကိုဂါလန်မောင်းအများကြီးနေတိုင်းစွန့်ပစ်ခဲ့ပြီးလို့မြေကြီးတဲ့တိုင်းရိုက်စိတ်ဝင်သွားလို့အခုဆိုအစိတ်တွေနဲ့ပြည့်နေတယ်ဒါတွေကိုနေတိုင်းလို့စင်အိုးတွေ ပုံးတွေစီပိုင်းတွေစီတွေနဲ့ညမှာတော့နေပါမရှောင်းသွန်ပြစ်နေတာအကုန်တော့မဟုတ်ဘူးဗျအတော်များများကိုတော့ချစ်ပိတ်ထားတဲ့အစိမ်းရောင်စီတွေထည့်ပြီးဒါတွေကိုကြိုက်တွေ့နေကြကုန်ပြီကကားတွေနဲ့လာတယ်သွားကြတယ်ကရင်ကဥပဒေလိုက်တာမျိုးလည်းရှိပါသေးတယ်ဆာရွက်စတဲ့နေပြည်စုံအောင်လှုပ်ထားသည်ဆိုတာ EPA ကိုလည်းပမာမခန့်လုပ်ခဲ့သည်သူတို့အားလုံးစိတ်ယုံနောက်ဖက်ရှိခြင်းများကိုစွန့်ပြစ်အစိမ်းပစ္စည်းများနဲ့ဖြစ်နေကြစဉ်စိတ်ယုံအရှိတ်ရုံငတ်ရှိ ကောင်းနှင့်မိဘူးတိုက်ထားသည့်ရှက်အင်ကြီးများဝတ်ထားသူများကဖောင်များကို ဖြစ်ပေးခဲ့သည်ဓာတုအစိမ့်များကိုစွန့်ပစ်ရသည်ကကုန်ကြစည်တက်တာပြီးလွယ်ကူလွန်လာသည်ထိုအကြောင်းများကိုတရားရုံးငန်းရှိရှေဆုံးခုံတွင်ထိုင်နေကြသောဂရိဤအမှုဆောင်လူကြီးဆိုသူများနှင့်ရှေ့နေများကောင်းကောင်းတည်ထားသည်ဟုလက်ညှိုးထိုးပြီးအော်ဟစ်ပြောလိုက်ခြင်းသည်အခုမှဖုံးပြနေကြတာလိန်ညာနေတာဒီကောင်တွေမှအစ်စ်လူတိုင်းလိန်နေကြတယ် ဘက်ကကားကိုမောင်းရင်းကတယောက်ချင်းအတန်ထွက်ပြောလိုက်သည်သူတို့ပြောလိုက်ရာစိတ်ထဲတက်တာတလို့ဖြစ်သွားပြီကထူဆန်သည်ဘက်သည်သူ့အချင်းကလေးကအခုပြောတယ်လို့ပြောလိုက်သင့်နေဟုတွေးမိလိုက်ပြန်သည်သူဤဝိညာဉ်တစိတ်တစ်ပိုင်းနှင့်ယောက်ျားကောင်းတယောက်ဤဂုံတိတ်ခါအတော်များများသည်တရားယုံဉာဏ်ကြံရိပ်ခဲ့လေသည်ယခုလိုထရက်ကားကြီးအတွင် တကိုယ်လေးပောက်ပွဲနိုင်ခြင်းသည်လဲ သူ့အတွက်ကုထုံးတစ်ခုလိုဖြစ်လာနေသည်သို့သောဘိုးမိုးတို့ကားမောင်းရခြင်းကတော့ထိုတို့ဖြစ်မလာခဲ့ သူသည်ထိုမျိုးသားလည်းမဟုတ်သဘောကျခြင်းလည်းတကားမျှမရှိခဲ့အလုတ်ပြုတ်သွားသည့်အခါတွင်တော့သူတွင်မျိုးကထွက်သွားဖို့ကလွဲ၍အချားရွေးစရာလည်းမရှိတော့အဝေးပြေးလမ်းမကြီးမှဗဟိုလမ်းတို့ချိုးဝင်လာပြီး လေးလမ်းလောက်အကျော်တွင်ညာဘက်သို့ကြွေဝင်နေသည်ရေဖြန့်ချီရမိနေရာကို မြို့တော်ရေစီဟုအမိပြောင်ပေးထားသည်ရေစီမျောစင်ကြီးအောက်တဲတဲ့တွင် ရှိနေရလေဖြစ်သည်မတုံးနာကြပြီဖြစ်၍ရေစီဤတတုပြားများအတွင်မှရေများကြောင့်တန်ကြီးကైဆွေးမြင့်နေပြီဖြစ်သည်ထိုအစားအလူမီနီယံရေလောင်ငန်သာအားထားရတော်သည်ဘက်တီသူဤရေတဲကားကြီးအားတမတ်ထားသည့်အမြင့်သို့မောင်းတက်လိုက်သည်ဆက်ကိုတက်ကပစ္စတိုကိုအင်ဂျီအိတ်ထဲကောက်ထည့်လိုက်ပြီးအပြင်သို့ထွက်လိုက်သည် ဘက်ပြီးလုံနေကြအတိုင်းကားထဲမှရေများကိုရေလောင်ငန်ထဲသို့မောင်းတင်ပေးလိုက်သည်ထိုအလုတ်က나ယူဝက်ခန့်မှကြာသည်ရေများသည်ရေလောင်ငန်မှတဆင်မြို့ရှိစာတင်เจ้าများစီးပွားရေးလုပ်ငန်းများဖျားเจ้าများတို့ရောက်ရှိသွားပြီတော်မူဟက်တီဘက်တွင်တော့ရေကိုစိတ်ချလက်ချတောက်ရဲနေစေဖြစ်တော်လဲဘုံမိုးတွင်ထို့သောမဟုတ်အတော်ကိုစိုးရင်ကြောက်ရွံ့နေကြစေဖြစ်သည်အဘဲကြောင့်ဆိုသော ယခင်မတန်ရှင်းသည့်ရေများကို တွေ့ယူပေးသည့်ပိုက်များကို ပြန်သုံးနေရဆဲဆိုသည်ကိုသိနေသောကြောင့်ဖြစ်သည်ထို့ကြောင့်လူများက၎င်းတို့ကားများပေါ်သို့ပုံကြီးပုံငယ်များတင်ကတဖွဲဖွဲရောက်လာကြပြီးရေကိုဖြည့်ကအိမ်သို့ပြန်သေးသွားကြသည်